တော်တော်ရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် Match လ7ရက်နေ့အတွဲသတင်းအသံထုတ်လွှင့်မှုစတင်ပါရမယ်ဒီကနေ့အစီအစဉ်မှာတော့ကြောက်ဖြူမြို့နယ်ကကဲတပြေရွာကိုစစ်ကောက်စီဘုံကျေခေလို့နေအများပြားမင်းလောက်တဲ့အကြောင်းညီနောင်သုံးဖွဲ့ရထားတဲ့အောင်မြင်မှုဟာအစမ်းသက်ခံကာလလို့အေအေနဲ့ TNN လေးပြောတဲ့အခြေအနေ အေအေးထိန်ရှုပ်ထားတဲ့ဒေတာနဲ့စစ်ကောက်စီထိန်ရှုပ်မြို့နယ်တွေမှာကုံစင်းနှုတ်နှစကျော်ကွာခြားနေတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ဦးဆုံးတဲ့နေဘောအနေနဲ့ကြောက်ဖြူမြို့နယ်ကကဲတပြေရွာကိုစစ်ကောက်စီဘုံကျေခဲ့တာကြောင့်နေအိမ်တွေမိန်းလောက်သွားတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ရဟန်းပြေကြောက်ဖြူမြို့နယ်ကဲတပြေရွာကိုစစ်ကောက်စီကတရုတ်နဲ့ဘုံကျေတက်ခတ်ခဲ့တာကြောင့်ဒေသခံတို့ဒဏ်ရာရရှိခဲ့ပြီးတော့နေ20ထက်မနည်းဟာလည်းမိန်းလောက်ပြက်စီခဲ့ပါတယ်။ မနေ့ကမက်လဆယ်နှစ်မနက်7:00နာရီကနေညနေ3:00နာရီခန့်အထိကက်တပြေကြီးရွာကိုစစ်ကောင်စီကတရုံနဲ့ဘုံဆယ်လုံးထက်မနေ့ကြေရှာတိုက်ခိုက်ခဲ့တာပါဘုံကြေးတိုက်ခိုက်မှုကြောင့်ကက်တပြေကြီးရွာကဥပါတိအောင်56နှစ်ဟာသူ့ရဲ့မျက်လုံးမှာဘုံစားထိမှန်ဒဏ်ရာရှိသွားပြီးတော့စေကူသမှုခံယူနေရပြီးနေ20ထက်မနေ့ဟာလည်းမိလောင်ပြကြသွားခဲ့ပါတယ်အလားတူပဲကြောက်ဖြူမြို့နယ်စနေတိုက်နယ်ဆေးရုံကိုလည်းမက်လဆယ်နှစ်မနက်ပိုင်းမှာစစ်ကောင်စီကအသေးခံဘုံ20နဲ့အတူဘုံကြေးတိုက်ခိုက်ခဲ့လို့ဆေးရုံတို့မှာပြည့်စည်မှုတွေရှိခဲ့ပါတယ်ကြောက် ဖြူမြို့နယ်မှာတိုက်ပွဲဖြစ်ပွားလာပြီးတဲ့နောက်စစ်ကောက်စီရဲ့လက်နက်ကြီးလေးကြောင်းတရုံတွေနဲ့ပိတ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရသာထိခိုက်သေဆုံးမှုအပြင်နေအိမ်တွေဟာလည်းမင်းလောင်ပျက်စီးမှုတွေမြန်တက်လာနေပါတယ်ပြီးခဲ့တဲ့မက်ရှလခနေရနေကကြောက်ဖြူမြို့နယ်တိုက်ပေါင်းတောင်တိတ်နယ်ဂရက်တင်အောက်ရွာကိုဂျက်ဖိတန်နဲ့ဘုံချစ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်35လုံးထက်မနည်းမင်းလောင်ပျက်စီးခဲ့သလိုမက်လရှောက်ရနေကလည်းဥကန်ကြီးရွာကိုတရုံနဲ့ဘုံချစ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်140ကျော်မင်းလောင်ခဲ့ရပါတယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောက်စီနဲ့အာရခတ်တပ်တို့အေတို့ဟာတရုံတွေရေတပ်ဌာနချုပ်အနေ ်မှာ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ညီနောင်သုံးဖွဲ့ရထားတဲ့အောင်မြင်မှုဟာအစမ်းသက်ခံကာလလို့ A နဲ့ TN လေးပြောတဲ့အကြောင်းဝေဖြစ်ပါတယ်။လက်ရှိညီနောင်မဟာမိတ်သုံးဖွဲ့ကရရှိထားတဲ့စီရင်အောင်မြင်မှုဟာအစမ်းသက်ခံကာလဖြစ်တယ်လို့အရခတ်တက်တော် AN နဲ့တအန်းတက် DNA လေးကပြောပါရယ် မက်လ17ရက်နေ့မှာကြာရောက်တဲ့ညီနောင်မဟာမိတ်အဖွဲ့ဝင်ကိုကန့်တက် MNDAA ရဲ့36နှစ်မြောက်တက်တထောင်တဲ့အခမ်းအနားကိုပေးပို့တဲ့တာဝန်လွှာမှာ ANN TNL တို့ကအခုလိုထေသွင်းပြောဆိုခဲ့တာပါလာမယ့်ကာလမှာလည်းမိမိတို့အရှင်ရှင်ကြားမှာစုစည်းညီညွတ်မှုဟာပိုပြီးတော့အရေးကြီးလာမှာဖြစ်တဲ့အတွက်လက်ရှိရရှိထားတဲ့အောင်မြင်မှုရဲ့အသေးအပွင့်တွေတာရှည်ခံပြီးတော့ပုံမဖွန့်ပြိုးလာစေဖို့အစမ်းသက်ခံကာလလေးဖြစ်တယ်လို့သုံးသပ်မှုတွေရှိနေကြပါတယ်။ညီနောင်သုံးဖွဲ့ကြားမှာစီးလုံးညီညွတ်မှု နားလီမုံကို အခုတက်ပို့ပြီးခိုင်မာတစ်ထက်ခိုင်မာအောင်ဆက်လက်လှုပ်ဆောင်သွားကြဖို့ကလေးဆိုထားပါဗျ။ကိုကန်အဖွဲ့အစည်းရဲ့ဖြတ်တမ်းမှုသမိုင်းအပေါ်အခြေခံပြီးစင်ခုံမုံကို ကြမ်းကြမ်းခံရင်ဆိုင်ကြိုလှပြီးတခိတခါတော့ကကိုကန်အခြေအနေကိုပြန်လေရောက်ရှိလာနိုင်မှာကိုလေအပြည့်အဝယုံကြည်တယ်လို့တဝန်လာမှာဖော်ပြထားပါဗျ။လက်ရှိမှာညီနောက်သုံးဖွဲ့ဖြစ်တဲ့ AA, TNLA, MNDA တို့ဟာစစ်ကောင်စီရဲ့တက်စကန်ရာနဲ့ရှိအပါအဝင်မြို့ပေါင်း90နီးပါးကိုတင်ပိုက်ထားပါဗျ။ တ်ဒေတာနဲ့စစ်ကောက်စီထိန်းချုပ်မျိုးတွေမှာကုံစင်းတို့နှစ်ဆကျော်ကွာခြားနေတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီလန်ခီပိတ်ဆို့ထားတဲ့ရခိုင်ဒေသမှာကုံစီပြက်လက်ပြီးကုံစင်းတို့အဆမတန်မြင့်တက်လို့ဒေသခံအများစုမှာခက်ခဲကြက်တဲမှုတံကိုခံစားရနေတာဟာတစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။လက်ရှိရခိုင်ကအာရခတက်တော်ထင်းရှုပ်ဒေသတွေမှာအရှိခံစားသောက်ကုံစင်းတို့အတိုင်းအတာတစ်ခုတည်းကျဆင်းလာခဲ့ပေမဲ့စစ်ကောင်စီထင်းရှုပ်ဆဲမျိုးတွေမှာအေးထင်းရှုပ်ဒေသထက်ကုံစင်းတို့နှစ်ဆကျော်မြင့်တက်လာတာလည်းဖြစ်ပါတယ်။ ုံနာကျွန်ကြောက်တော်မြောက်ဦးမင်းပြပောက်တော်မြေပုံစတဲ့မြို့နယ်တွေမှာ73စီတလီတာကိုငွေကျပ်8000ကျပ်ပိုဆမ်းမွေးစံတအိတ်ကိုငွေကျပ်3000ကျော် စံကြမ်းတအိတ်ကိုငွေကျပ်9000ကျော်သာရှိပါတယ်။ဒါပေမဲ့စစ်ကောင်စီထိန်းချုပ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးတို့မှာစက်3စီတလီတာကိုငွေကျပ်18000ပိုဆမ်းမွေးစံတအိတ်ကိုငွေကျပ်2သိန်းခွဲစံကြမ်းတအိတ်ကိုငွေကျပ်3သိန်းကျော်အထိပေါက်ဈေးရှိနေတာပါ။စစ်တွေမျိုးကိုရန်ကုန်ကတဆင့်ကုန်တင်သင်္ဘောကြီးတွေနဲ့စားနပ်ရိက္ခာတွေတင်ပို့ပေမဲ့ပြည်သူတွေစီမရောက်ပဲစစ်ကောင်စီတက်ရင်တွေစီအများဆုံးရောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ နိုင်ငံငံပြူဟာမကြချုံရဲလက်နက်ကြီးဒရုန်းလေကြောင်းတွေနဲ့စစ်ကောက်စီအကြိတ်နဲ့ခုခံနေတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးဦးမှာပါ။ မကွေးတိုင်းငဖေမြို့နယ်မှာရှိတဲ့နေရီကပြူဟာစကန်ကိုအာရခတက်တော်နဲ့ပူပေါတဲ့တော့ထိုးစိတ်အရှိမြတ်တက်ခဲလာနေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဟာအဲ့ဒီပြူဟာစကန်မကြရဲကိုလက်နေကြီးတယောင်လေကြောင်းပိတ်ခတ်မှုတွေနဲ့အကျိတ်နဲ့ခုခံနေရတယ်လို့သိရပါတယ်။နေရီကန်ပြူဟာစကန်ကိုဖေဖော်ဝါရီလဒုတိယပတ်ကစပြီးတော့အေနဲ့ပူပေါင်းတက်တွေထိုးစိတ်စံတက်ခဲနေကြတာဖြစ်ပြီးစစ်ကောင်စီကမြင်းပြန်ခန်းစိတ်အပြန်လေကြောင်းအသွင်ပြုခုခံနေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဟာပြင်းထန်နေကြတာပါ။အေနဲ့ပူပေါင်းတက်ဖွဲ့တွေရဲ့ထိုးစိတ်ဟာနေရီကန်ပြူဟာအနည်းကိုထိုးပေါက်လာနေပြီးတော့ ော့လက်ရှိဗျူဟာစခန်းကိုကပိတ်ပင်းနေတဲ့နေရာတချို့ကိုတင်ပိတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။နေရကန်ဗျူဟာစခန်းမှာစစ်ကောက်စီအန်အားရာနေရှိရှိပြီးတော့လက်နေကြီးအမြောက်တွေကိုလည်းတက်ဆန်ထားတဲ့အခိုင်အမာစခန်းကြီးတစ်ခုဖြစ်ပါတယ်။သတင်းတွေကိုတင်ဆက်ပေးနေတာပါ။ဆက်လက်ပြီးတော့နထိုးကြီးတိုက်ပွဲကြောင့်စစ်ကောက်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးပုံမုံအပါဝင်စစ်လေဦးဖမ်းဆီးရမိတဲ့အခြေအနေကိုလည်းတင်ဆက်ပေးဦးမှာပါ မန္တလေးတိုင်းမြင်းချံခရိုင်နထိုးကြီးမြို့နယ်မှာစစ်ကောက်စီနဲ့တော်လန်ရင်ပူပေါင်းတက်တော်တိုက်ပွဲအတွင်းစစ်ကောက်စီတက်သား25ဦးသေဆုံးပြီးဗိုလ်မုံးတအုပ်အပါဝင်ဆစ်လက်ဦးဖမ်းဆီးရမင်းခဲ့တယ်လို့ NUG ကကွေးဝန်ကြီးဌာနအမှတ်၈စစ်ဒေသကထုတ်ပြန်ပါတယ်။နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကထွက်လာတဲ့တဲမ101လက်အောက်ခံစစ်ကောက်စီအင်အား200လောက်ကိုမြင်းချံခရိုင်တက်ရင်ဖြစ်တဲ့နထိုးကြီးမြို့နယ်ပါကာဖာနဲ့မဟာမိတ်ပူပေါင်းအဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောက်စီအဖွဲ့ဝင်25 ဦးတည်ဆုံးပြီးဘုံမုံဘိုကြီးအပါအဝင်ဆလဲဦးကိုဖမ်းဆီးရမင်းခေကတော်လရင်ပူပေါက်တက်ဖွေးပကဖတက်သား2ဦးတည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုထားပါတယ်။ဒါအပြင်စစ်ကောက်စီထံကဆလဲနဲ့ပြည်စီတချို့ကိုလည်းတင်ဆက်ရမင်းခေတယ်လို့ဆိုထားပါတယ်ရှင်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးပါမယ်။အဲ့ဒီတဲ့ရင်ကတော့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို ICC ဝရင်းနဲ့အဖမ်းခံရတဲ့အခြေအနေကိုတင်ဆက်ပေးမှာပါ။ ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေဟာအပြစ်ပြစ်ဆိုင်ရာရဇဝတ်ခွန်ယုံ ICC ကသူ့အပေါ်ဖမ်းဝရထုတ်လွှင့်ပြီးတဲ့နောက်မနိုင်လာလစ်စိတ်မှာဒီကနေ့ဖမ်းဆီးခံလိုက်ရတယ်လို့နိုင်ငံတကာသတင်းဖော်ပြချက်တွေအရသိရပါတယ်။ဟောင်ကောင်ကနေပြန်လာတဲ့သမ္မတဟောင်းဒူတာတေဟာမနိုင်လာလစ်စိတ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ဖိလစ်ပိုင်အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာအသက်89နှစ်ရှိပြီဖြစ်တဲ့မစ္စတာဒူတာတေဟာဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတအဖြစ်2016ခုနှစ်ကနေ2022ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့သမ္မတတက်တဲ့အတွက်မှာမူရင်းစေဝါတိုက်ဖြည့်ရေးစီမံကိန်းတွေကို ပြင်းပြင်းထန်ထန်အကောင့်တွေဖို့ဆောင်ရွက်ခဲ့ပြီးတော့အစ်ဒီစီမံချက်အတွင်းရတက်ဖွင့်ဝင်တဲ့ရဲ့ဆန်ချင်မစ်ပိုက်ခတ်တပ်ဖြတ်မှုတွေကြောင့်ဖိလစ်ပိုင်နိုင်ငံသား3000ဝန်းကျင်လောက်ဟာတည်ဆုံခဲ့ရတယ်လို့လုတ်ခွင့်ရဲ့အဖွဲ့တွေကပြောကြားထားကြပါတယ်။တည်ဆုံသူတွေအနက်အများစုဟာဆန်ရသားမြို့နယ်လူငယ်တွေဖြစ်ပြီးသူတို့အထက်ကတချို့ဟာမွေးစေဝါကုံတင်မှုနဲ့ဆက်နယ်ပတ်သက်မှုမရှိသူတွေလို့တက်ကြွလှုပ်ရှားသူတွေကပြောကြပါတယ်။မစ္စတာဒူတာတေရဲ့ချင်းနေဖြစ်သူကသူသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေစေကာလအတွင်းမှာဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်အဖြစ်ကနှုတ်ထက်ထားခဲ့ပြီးအခုကဲ့သို့ဖမ်းဆီးမှုဟာတရားမဝင်ကြ င်းပြောကြားခဲ့ပါတယ်။မြင်းစေဝတိုက်ဖြတ်ရေးစီမံချက်တဲ့ account တွေဖို့ဆောင်ရွက်နေစဉ်အတွင်း ICC ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်လာရှိမှာ Mr. Duda တွေကဖိလစ်ပိုင်ကို ICC မှာနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ICC ဟာပြည်ခဲ့တဲ့လတွေအတွင်းက Israel ဝန်ကြီးချုပ် Benjamin Netanyahu နဲ့မြန်မာစစ်တပ်ခေါင်းဆောင်မိုရှုံမကြီးမန်းအောင်လို့တို့ကပါဖန်ဝင်ထုတ်ဖို့အတွက်ကြိုးပမ်းခဲ့ပါသေးတယ်။ဒီနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညရှိနိုင်ရဲ့ရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။